လူတစုကကျုံးမမှာခြေချဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူတို့ထင်လို့ဖြစ်မလာတဲ့အခါ 1929ခုနှစ်မှာဂျာမနီနိုင်ငံရဲ့လူတစုကကျွန်းတကျွန်းစီကိုခြေချဖို့ပြောင်းရွှေ့ခဲ့ကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့လူသားနဲ့တဘာဝကိုတပြေးညီဖြစ်စေမယ့်နေရာတစ်ခုဖန်တီးဖို့ပါပဲ။ဒါပေမဲ့ဒီကျွန်းပေါ်မှာခြေချနေထိုင်ရတယ်ကိုသူတို့ထင်သလောက်မလွယ်ကူပဲအသက်ရှင်ဖို့တော့မှအနိုင်နိုင်စူးစမ်းရုန်းကန်လာရတဲ့အချိန်မှာတော့ဘလို့ဆက်ပြီးဖြည့်ရှင်းကြမလဲဆိုတာကိုရိုက်ကူးပုံပေါ်ထားတဲ့ Adam ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇလန်လေးရဲ့အစမှာတော့ဂျာမနီနိုင်ငံရဲ့နိုင်ငံရေးရှုပ်ရှင်းတွေနဲ့လူပောင်အတွင်းမှာချမှတ်ထားတဲ့စည်းကမ်းတွေကိုညီငွေလာတဲ့ဒေါက်တာ Friedrich Richter နဲ့သူကြီးစား Dora တို့ဟာလူ ပောင်ရဲ့ရှုပ်ထွေးတွေကိုဆွန့်လွတ်ပြီးလွတ်လပ်တဲ့ဘွားကိုရှာဖွေဖို့ဂါလာပါကော့ကျွန်းစုတွေကဖလော်ရီနာကျွန်းကိုရောက်လာကြပါတယ်။သူတို့ရဲ့ရွေချက်ကဥပဒေမဲ့အုပ်ချုပ်သူမဲ့လူမသိတဲ့နေရာမှာစိတ်တမ်းကျနေထိုင်လို့ရမယ်။ကိုပိုင်နက်ပြည့်တစ်ခုကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကစိတ်တူကိုယ်တူတွေဖြစ်ပြီးသူတို့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့အဆုံးဖြတ်ခဲ့ကြပါတယ်။စားစရာပေါပေါများများမရှိတာမန်နဲ့မတူတဲ့တစ်တောထဲမှာနေထိုင်ရင်တဘာဝနဲ့ညီညွတ်တဲ့ဘွားတစ်ခုကိုစတင်တည်ဆောက်ကြပါတယ်။ဒါပေမဲ့သိမကြခင်မှာပဲတခြားသူတွေပါရောက်လာကြပါတယ်။အဲ့ဒီလူတွေကတော့ဝစ်မာမိသားစုနဲ့ဘယ်ရစ်နက်ဆိုတဲ့ ူတူဆန်းဆန်းအမျိုးသမီးတူတော့ပါပဲ။သူမရဲ့ရည်ရွယ်ချက်ကတော့တဘာဝဆန်နဲ့ကိုပိုင်နေပြည်တစ်ခုကိုဖန်တီးဖို့မဟုတ်ပဲ luxury resource တည်ဆောက်ဖို့ဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီး rich star တို့ရဲ့အိမ်မက်ဟာလည်းတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ berryness ကဂုံတိတ်ကငွေကြေးတိုင်းဝိုင်းနဲ့ပြည့်စုံတဲ့မိန်းကလေးတူဖြစ်ပြီးသူမရဲ့ရည်ရွယ်ချက်က luxury resource တစ်ခုတည်ဆောက်ဖို့ဖြစ်တဲ့အတွက် rich star နဲ့ dora တို့လိုမဟုတ်ပဲသူမဟာအာနာယူခြင်းနဲ့စိတ်နဲ့ကျောင်းထဲမှာစတင်လှုပ်ရှားလာပါတယ်။သူမရောက်လာတဲ့နောက်ပိုင်းကစပြီးကျောင်းပေါ်မှာပဋိပက္ခတွေခိုးယူမှုတွေနှောက်ယှက်မှုတွေစတင်ဖြစ်လာပါ ါတော့တယ်ရစ်တာတို့နဲ့ဝက်စမာမိသားစုကြားမှာလည်းတဦးနဲ့တအားယုံကြည်မှုပြတ်ပြားလာကြပါတယ်အေးလူလူနေထိုင်ဖို့ဒီကျုံးပေါ်ကိုရောက်လာတာဆိုပေမဲ့လူတွေရဲ့သဘာဝအရမနာလိုမှုတွေတန်တရာဝင်တာတွေခြေလေဓာတ်တွေကြောင့်သူတို့ရဲ့အိမ်မက်လေးပြတ်စီးခဲ့ရပါတယ်ဒီလိုနဲ့လူတဦးနဲ့တဦးကြားကပဋိပက္ခတွေကပုံမဆိုးရလာပြီးလူတွေပါတဖြည်းဖြည်းနဲ့ကျုံးပေါ်ကနေပျောက်လာခဲ့ပါတယ်တချို့ဆိုရင်လည်းကိုယ့်ရဲ့ရှိုးဝက်ချက်တွေကိုတီသွားတဲ့လူကိုတပ်ပြစ်လိုက်ကြတယ်ဒါပေမဲ့ဘသူလဲဆိုတာတိတိကျကျမသိကြတာကြောင့်သူတို့ရဲ့အခြေအနေတွေကပိုပြီးတော့တောင်ဆိုးရလာခဲ့ပါတယ်ဒီနေ့မှာတော့베ရစ်န Nets ကရုတ်တရက်ပြောင်းသွားပြီးလူတတော်များများဟာ Rister ကိုတန်တရားဝင်လာခဲ့ပါတယ်။ဒါပေမဲ့ Rister ကတော့ Berry Nets ကိုတတ်တာသူမဟုတ်ပဲ Wisma မိသားစုကတတ်လိုက်တာဆိုပြီးလိန်ညာပြောခဲ့ပါတယ်။ Rister ကလည်းစိတ်ဖိစီးမှုတွေများလာကမထိန်ချုပ်နိုင်တော့ပဲသူကိုယ်တိုင်တော့ဘာဖြစ်နေလဲဆိုတာကိုမသိတဲ့အခြေအနေထိရောက်လာခဲ့ပါတယ်။ဒါလည်းမပြီးသေးပဲ Wisma မိသားစုကလူတယောက်ကလည်းသေဆုံးသွားခဲ့ပါတယ်။အကောင်လုံးကလည်းကြောင်းလန့်ကုန်ပြီးဒီကျောင်းပေါ်မှာအေးလူလူနေရဖို့ဆိုတာထက်သူတို့ရဲ့အသက်ကိုတော့ဖတ်နေထုတ်ပြီးကိုကိုကိုကာကွယ်နေကြရပါပြီ။အဲ့ဒီအချိန်ကစားလို့ဒိုရာကလည်းသူ့ယောက်ျားကိုတဖြည်းဖြည်းကြောင်းလန့်လာပြီးတ ချိန်တုန်းကသူတီးခဲ့တဲ့ငင်းချမ်းမှုကိုလိုလားတဲ့ရစ်စတာဟာအခုမှတော့အကြမ်းဖက်မှုလူတက်မှုတွေကိုပြုတ်လုနေတယ်ဆိုတာသိလိုက်ချိန်မှာတော့ဒိုရာကရစ်စတာစားမဲ့အစားစာတွေကိုအစိတ်ခတ်ပြီးတက်ပြေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒိုရာကကျုံးမော်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးကျုံးမော်မှာဂျန်ရစ်ဒါကတော့ဝစ်မာမီသားစုပါပဲ။တောင်းနေတောင်းယုံကြည်မှုတွေပြပြရင်းတစ်ချက်လောက်မှားလိုက်တာနဲ့အသက်ပေးရမယ့်အခြေအနေမှာတကယ်ခံနိုင်ရရှိတဲ့ဝစ်မာမီသားစုကကျုံးမော်မှာဆက်လက်ပြီးနေထိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့ဒီစကားလေးဟာလူသားတွေရဲ့သဘာဝအမုန်းတရားတွေနဲ့ကြီးမားတဲ့လောဘတွေကကိုယ့်ဘဝကိုဖျက်ဆီးတက် ောင်ရိုက်ကူးပုံဖော်ထားပါတယ်။ဒါပေမဲ့ဘေးပတ်ဝင်းချင်ကွန်အန်ဒရီမရှိသေးသလိုကို့အတွက်လည်းအကျိုးရှိမယ်ဆိုရင်တော့ဘယ်ရာကောင်မှဂယူမဆိုင်ပဲရှေ့ဆက်တိုးဖို့ပြောချင်ပါတယ်။တကယ်လို့တင်တော့မှဒေါက်တာရစ်တာလိုစိတ်တူကိုတူအနောက်ကနေဘာလို့လို့ပံ့ပိုးပေးမဲ့ဒိုရာရှိရင်တော့အခုချက်ချင်းထားလုပ်လိုက်ဖို့အကြံပေးချင်ပါတယ်။